ကဲအားလုံးပဲမင်္ဂလာပါနော်ကဲကျွန်တော်ရဲ့ Dolly Live Stream မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကင်းလင်းဖြစ်ပါတယ်ကင်းလင်းပရိသတ်တွေအားလုံးပဲမင်္ဂလာရှိတော့ညာကင်းလင်းဖြစ်ပါစေခင်ဗျာ အခု live stream လေးကတော့တောက်ကြနေအတွက်ပြပြပေးသွားမယ် live stream လေးဖြစ်သောကြောင့်အားလုံးပဲဝင်ရောက်ခဲ့ဖို့ကိလင်ကဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကဲအားလုံးပဲစားပြီးပြီးကြပြီနော်စားပြီးပြီလားခင်ဗျာအားလုံးပဲမင်္ဂလာပါနော်ဝင်လာရင်လည်း like share တဲလီပြီးတော့ပြပါအောင်ခင်ဗျာဝင်လာပြီဆိုရင်လည်း like share တဲလီပြီးတော့ပြပါအောင်ခင်ဗျာအားလုံးပဲမင်္ဂလာပါမင်္ဂလာပါ ပြာပရုံးလေးလုံးမိဝတ်ထားလုံးကဲအားလုံးပဲမင်္ဂလာပါနော်ကဲအားလုံးပဲမင်္ဂလာပါကဲအားလုံးပဲမင်္ဂလာပါအတန်လေးနည်းနည်းဝင်နေတဲ့အတွက်အားလုံးပဲနားလည်းပြေးကြဖို့မျှော်လင့်မိပါတယ်ခင်ဗျာအားလုံးကိုရှင်းပြစရာလေးတွေရှိပါတယ်ခင်ဗျာတောင်းကြနေမှာ မိတ်ဆွေတို့ရှင်ရဖို့အတွက်ကျွန်တော်ကင်လင်းမှာမိတ်ဆွေတို့ကိုရှင်းလင်းချက်လေးတွေပြောပြချင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါမင်္ဂလာပါပြင်သက်ကြီးတို့ရေနော်အားလုံးပဲမင်္ဂလာပါ Alo memang lama. Oke, alo no? Oke, lama lagi kita di Xiaomi Wang, ya. Oke, alo memang lama, alo memang lama. no? Pelajaran Cino, memang lama, alo memang lama. Oke, alo ိသတ်ကြီးတို့ရှင်းပြချင်လေရှိရင်เนาะအဲ့တော့ပိသတ်ကြီးတို့ကိုတခုပြောချင်တာကတောက်ကြနေတဲ့အတွက်ရေးကြည့်တဲ့နေ့တော့ရောက်ရှိလို့လာပြီ။ဘာလို့တော့တပတ်လုံးမှမှဒီနေ့ကအဆုံးဖြတ်နေပါเนาะ။နောက်ဆုံးနေ့မှာအပိန်နဲ့ရှင်းအောင်မလား။နောက်ဆုံးနေ့မှာခွက်ခွက်လန်အောင်ရှုံမလားဆိုတာအများကြီးတက်ဆိုင်နေပါเนาะ။အဲ့တော့ကျွန်တော်တို့မှဘယ်လိုပြောရမလဲဆိုတော့တွေးမှုစရာတွေအများကြီးရှိရပါเนาะ။ အဲတွဲမှုဇာတ်လေးကျွန်တော်တို့မှာအများကြီးဖြစ်လာပြီအဲ့တော့ကျွန်တော်တို့အနေနဲ့အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်တို့အတက်နိုင်ဆုံးကြိုးစားမယ်ကျွန်တော်ရဲ့ပရိသတ်တွေအတွက်ကျွန်တော်အကောင်းဆုံးအပိတ်လောက်တော့ကျွန်တော်အတက်နိုင်ဆုံးကြိုးစားပေးပါမယ်ခင်ဗျာကျွန်တော်ရဲ့ပရိသတ်တွေလည်းကျွန်တော်အတက်နိုင်ဆုံးကျွန်တော်အပိတ်လောက်အောင်ကြိုးစားပေးပါမယ်ပရိသတ်ကြီးတို့အတွက်ကျွန်တော်တောက်ကြနေတရားစာမှာကျွန်တော်အကောင်းဆုံးဖြစ်အောင် ကျွန်တော်ကြိုးစားပေးပါမယ်ခင်ဗျာအဲ့တော့ like and share တဲ့လေးတွေကိုညီပေးပါအောင်เนาะအားလုံးပဲမင်္ဂလာပါเนาะနံပါတ်လေးတွေရောတောက်ချင်းစီမခေါ်တော့ဘူးအတန်လေးကနည်းနည်းနာနေရဲ့အတွက်เนาะ ကိုတလောအစမပြေဘူးဗျာနေမကောင်းပြီအတန်နေပြက်ပြောက်အတန်နေနာကျင်လို့ဖြစ်အဲ့တော့အားလုံးပဲเนาะကဲအားလုံးအဲ့တော့အားလုံးကိုတစ်ခုပြောချင်တာကကျွန်တော်မိတ်ဆွေတို့ကိုဇလန်းလေးစတဲ့တခုရှိပါတယ်အဲ့ဒါလေးကတော့ဗာလဲဆိုတော့ပုံမှန်ကျွန်တော်ရဲ့အမြဲမှန်နေတဲ့ TS ကရှက်ကီးလေးကတော့တောက်ကြနေတဲ့ရှက်ကီးလေးကတော့အရင်ဦးဆုံးပြောပြမိမယ်အရင်ဦးဆုံးရှက်ကီးပြောမယ်ရှက်ကီးပြောပြီးတော့မှကျွန်တော်ဘလို့ရမျိုးတွေကရှိလဲဆိုတော့ကျွန်တော်ထပ်မှန်ပြီးပြောပြမိမယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ဒီတောက်ကြနေအတွက် DSR ရှက်ကီးလေးကတော့8 3ဆိုတဲ့ကီးလေးဖြစ်ပါတယ်8 3ဆိုတဲ့ကီးလေးဖြစ်ပါတယ်ခင်ဗျာ8ရယ်3ရယ်1ရယ်ဖြစ်ပါတယ်ခင်ဗျာ8 3တက်ဆိုတဲ့ကီးလေးဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပြိဿကြီးတို့ကိုကျွန်တော်ပြီးတော့ဒီ8 3တက်ကီးနဲ့ဘယ်လိုမျိုးရလဲတွဲလို့ရလဲဆိုတာကျွန်တော်ဒီမှာပုံလေးပြပေးမယ်အဲ့တော့ပြိဿကြီးတို့လိုက်ကြည့်ပေးပါခင်ဗျာအဲ့တော့လိုက်ကြည့်ပေးပါနော်အဲ့တော့လိုက်ကြည့်ပေးပါဒီမှာဆိုရင်ပြိဿကြီးတို့တွဲတဲ့အတိုင်းပဲ ကျတော့6596 6519တက်ကိုအဲ88နှစ်တဲခေါ်ခေါ်လင်းကားဆိုပြီးထွက်တဲ့နေ့ကိုပြည်သက်ကြီးတို့တွေ့လာအဲ့ဒီမှာဆိုရင်မနက်ခင်းမှာထွက်တဲ့65ပေါင်းချင်းတက်မနက်ခင်းမှာထွက်တဲ့65ပေါင်းချင်းတက်အဲ့တော့သူတို့ကကွာမနက်ပိုင်းမှာကွာ break to နှစ်ခုပေါ့နော်လာခဲ့ပြီဆိုရင်သူ့ရဲ့နောက်နှစ်ရက်အတွင်းမှာလိုက်တက်တဲ့အရာလေးကအဲ့ဒီပေါ့နော်65ထွက်လာတယ်65ထွက်လာတယ်နှစ်ခုပေါင်းလိုက်မယ်ဆိုရင်65နှစ်ခုပေါင်းမယ်ဆိုရင်1 65ရပေါင်းမယ်ဆိုရင်1ဆိုတော့ 168ဆိုတဲ့ကေးရဟိုပြောရမယ်ဆိုကွာ168ဆိုတဲ့ဘရင်ဟင်းရတယ်ဘရင်ရတယ်ဆိုတော့သူ့ရဲ့နောက်နှစ်ရက်အတွင်းကိုကြီးလိုက်မယ်ဆိုရင်၈၈နှစ်တဲ့0055ဆိုပြီးထွက်လာတာကိုတွေ့ရှိရတယ်၈၈နှစ်တဲ့0055ဆိုပြီးထွက်လာတာကိုတွေ့ရှိရတယ်အဲ့တော့168ဘရင်နဲ့ညိလာဆိုတော့သူက6565ထွက်ပြီးနောက်ရက်မှတင်ကျွန်တော်က6ဘရင်ဆိုပြီးတော့ညိပေးခဲ့တယ်ခင်ဗျ၈၈ဆိုပြီးတော့ထွက်ခဲ့တယ်အဲ့တော့ဒီမှာ168ဘရင်မှာ6ဘရင်ကအောင်ခဲ့တယ် အခုတခါဒီမှာဆိုရင်ကျွန်တော်ထပ်မံပြထားတယ်ဒီမှာ4 3 2 5 4 3ထွက်တယ်2 5ထွက်တယ်မနက်ခင်းမှာ4ရက်တော့နှလုံးပေါက်မယ်ဆိုရင်ခွန်2ရက်5နှလုံးပေါက်မယ်ဆိုရင်ခွန်အဲ့တော့ခွန်နဲ့တုံညာဆိုပြီးကျွန်တော်ဘရိတ်ထုတ်လိုက်တယ်အဲ့တော့ဒီမှာသူ့ရဲ့နောက်ရက်မှာတော့သူက3 6 8ဆိုပြီးတော့ဒီနေ့မှာထွက်ခဲ့တယ်အဲ့တော့ခွန်နဲ့တုံညာဘရိတ်မှာသူက ခொနစ်တုံညာပရိတ်ကမှာပေးခဲ့တဲ့အထွတ်ကျွန်တော်တို့ကတောက်ကြနေတရားကိုပဲကျွန်တော်တို့ကမျှော်ရတော့မယ်တောက်ကြနေတရားပဲကြန့်ရှိတော့တယ်ဒီပရိတ်ကခொနစ်တုံညာပရိတ်ကအဲ့တော့အဲ့ဒီခொနစ်တုံညာပရိတ်ကိုကျွန်တော်တို့ကဒီကျွန်တော်ကေလင်းရဲ့အမြဲမှန်နေတယ်ကျွန်တော်ကေလင်းရဲ့ကီးရှစ်သုံးတင်ကီးနဲ့ကျွန်တော်ကတွဲဆက်ပေးမယ်ဒီကနေ့မှာပရိသတ်ကြီးတို့အထွတ်နော်အဲ့တော့ရှင်ဟင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်က89ဆိုတဲ့ခွန်ပရိတ်ရှိမယ်ပြီးရင်84ဆိုတဲ့နှစ်ပရိတ်ရှိမယ်ပြီးရင်တော့82ဆိုတဲ့တုံညာပရိတ်ရှိပါမယ် ၃င်းနဲ့ပတ်တိုက်တော့34ဆိုတဲ့ complex ရှိမယ်39ဆိုတဲ့2 break ရှိမယ်39ဆိုတဲ့3ညာ break ရှိပါမယ်တင်းဟင်းနဲ့ပတ်တိုက်ရင်တော့16ဆိုတဲ့ complex ရှိမယ်11ဆိုတဲ့ complex ရှိမယ်19ဆိုတဲ့ complex ရှိ19ဆိုတဲ့3ညာ break ရှိပါမယ်အဲ့တော့မိတ်ဆွေတို့ဒါလေးကတင်းရစာမှာတစ်ကြိမ်တေချာပေါက်ထွက်နိုင်ကြီးရှိတဲ့ကင်းဟင်းနဲ့ break ဟင်းနဲ့ကိုပေါင်းဆက်ပြီးတော့ကျွန်တော်တွဲထုတ်ပေးထားတာဖြစ်ပါတယ်ခင်ဗျာ တရက်စာကီအမြဲမှန်နေတဲ့ကီလေးကတော့83တကီအဲ့ဒီကီလေးကိုကျွန်တော်ကဒီတရက်ပဲကြန့်ရှိတော့လဲ9300ကီပရိလေးနဲ့ကတ်လိုက်မယ်ဆိုရင်ရှင်နဲ့ပတ်သက်ရင်89ရှိမယ်ပြီးရင်တော့84ရှိမယ်ပြီးရင်82ရှိပါမယ်3ရင်းနဲ့ပတ်သက်ရင်တော့34ရှိမယ်39ရှိမယ်39ရှိပါမယ်တင်းဟင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်က16ရှိမယ်11ရှိမယ်19ရှိပါမယ်ခင်ဗျအဲ့တော့ပရိသတ်ကြီးတို့ကိုအခုကျွန်တော်ကတရက်စာအတွက်အပြီးပြောလိုက်ပြီ လုံးဝတကြိမ်တိချာပေါတော့လာနိုင်ခြင်းအရင်အကောင်းတော်ကိုကျွန်တော်နေတွေ့ရှိရတယ်အဲ့တော့ဒီကနေ့မှာလည်းကျွန်တော်မနက်ခင်းမှာတော့ကျွန်တော်မိတ်ဆွေတို့ကိုဒီကျနာဘင်း TSR မှာကျွန်တော်၃ပိုင်းပတ်တီကိုအရင်ကြိုက်တယ်ဆိုပြီးတော့ကျွန်တော် special တင်ပေးခဲ့တယ်အညနေခင်းမှာတော့ကျွန်တော်ရဲ့ဒါထက်ရွေးချယ်မှုမှမှန်ဘူးတရက်မှတကြိမ်လောက်ပဲပတ်တီကမှန်နိုင်ခြင်းရှိရပါတော့အဲ့တော့ကျွန်တော်မနက်ပြန်တော့လည်းအကောင်းဆုံးပတ်တီတစ်လုံးထုတ်ထားတယ်ပြီးတော့မိတ်ဆွေတို့တခုထပ်ပြောချင်တာကမိတ်ဆွေတို့ကိုတခုထပ်ပြောချင်တာကကျွန်တော်ပြရစီရလေးရှိရယ် မိတ်ဆွေတို့ကတို့ထပ်ပြောချင်တာကဒီမှာဆိုရင်ဒီနေ့မှာထွက်ခဲ့တဲ့3168ဆိုတဲ့ကဏ္ဍကြောင့်မနက်ခဲမှာ3ပေါင်းချင်းကလေညနေခဲမှာ68ပေါင်းချင်းကလေအဲ့တော့အဲ့လိုမျိုးပေါ့နော်တရက်စာမှာအဲ့လိုမျိုးလေးဖြစ်လာပြီဆိုရင် သူက break to break လာပြီဆိုရင်သူ့ရဲ့နောက်ရက်မှာ light တက်တဲ့ break ကနှလုံးရှိရင်အဲ့ဒီ break နှလုံးကဒီလက်ရှိကျွန်တော်ခုနပြိဿကြီးတို့ကိုပြခဲ့တဲ့9-3ညာ break နဲ့လဲသွားညည်းရအညည်းရဆိုတော့ ရှယ်ပေါ့ဗျာပြီးတော့တင်းရက်မှာတစ်ကြိမ်အမြဲမှန်နေတဲ့ရှယ်ပတ်တီတစ်လုံးလဲဒါပရိသတ်ကြီးတို့ရဲ့တင်းရက်အတိုင်းပဲပရိသတ်ကြီးတို့ကတော့ကျွန်တော်ဒီမှာတင်းရက်မှာတစ်ကြိမ်တင်ချပေါက်ရရှိနိုင်တဲ့69တသမာ9ရာခိုင်နှုန်းလောက်ရှိတယ်83ကီးရဲ့839ပရိရဲ့ကိုကျွန်တော်တွဲဆက်ပြီးရောထိုးွက်ကိုဝင်ချပေးရဲ့အဲ့တော့ဒီလိုမျိုးပေါ့နော်ဒီကနေ့မှာ3168ထွက်တယ်ဘရိတ်တို့ဘရိတ်ကြောင်းမနေ့ဖြတ်မှလာနေရရှိရဲ့ဘရိတ်ကနှစ်ခုပဲရှိရဲ့ ဲ့ break နှစ်ခုရဲ့ကျွန်တော်တို့အပေါ်မှာ၄၃ရက်၅ထွက်ခဲ့တော့ကြောင့်၂ရက်အတွင်းမှာထွက်ရှိလာမယ်ခွန်နဲ့၃ညာ break နဲ့လည်းတွားညိနေတယ်ပြီးတော့တရက်စာမှာလည်းအမပတိတလုံးကရှိနေတယ်အဲ့တော့မနေ့ဖြန်မှာကျွန်တော်အဖုံးဝင်တွေကိုခြာပေးမဲ့ခဏန်းကိုအဖုံးဝင်တွေနဲ့ဒီလိုက်ဆွဲကိုကြီးဖြစ်ခဲ့တယ်ဆိုရင်အကျွေးကြီးအမြန်များများရအောင် share ဝုံးတင်လောက် share ဝုံးကိုကျွန်တော်အနေနဲ့ဒီကားနေမဲ့အကြံဉာဏ်ပေးလို့ပါတယ် တကယ်လို့ပြိဿကြီးတို့အနေနဲ့အခုနောက်ဆုံးတောက်ကြနေအပိတ်မှာကန်ဆန်းကျင်တယ်ရှယ်အပိတ်လှကျင်တယ်ရှယ်အမြတ်အများကြီးလိုကျင်တယ်ဆိုရင်တော့တောက်ကြနေတရားစာသီးတာလေးကိုဒါမိတ်ဆွေတို့စိတ်ဝင်စားနေဆိုတော့လာလို့ရပါတယ်ကျွန်တော်ကတော့ကင်းနေဖြစ်တယ်ကျွန်တော်ကင်းနေရဲ့ဖုန်းနံပါတ်လေးကတော့39963060696ဖြစ်တယ်မိတ်ဆွေတို့လည်းဒီ free မှာတင်ရက်မှာတစ်ချိန်တင်ချပေါက်ရရှိနိုင်ခြင်းရှိတဲ့69.9ရာခိုင်နှုန်းလောက်များတဲ့ 8000 GB ရယ်9000 GB ရယ်ပေါင်းဆက်ပြီးတော့ကျွန်တော်19ဆိုတဲ့ဟင်းရှိမယ်8လေးဆိုတဲ့ဟင်းရှိမယ်8နဲ့ဆိုတဲ့ဟင်းရှိမယ်ပြီးရင်တော့3ဟင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်3လေးဆိုတဲ့ဟင်းရှိမယ်39ဆိုတဲ့ဟင်းရှိမယ်ပြီးရင်တော့3ခုဆိုတဲ့ဟင်းပွဲရှိမယ်ပြီးတော့10ဟင်းနဲ့ပတ်သက်ရင်တော့16ဆိုတဲ့ဟင်းပွဲရှိမယ်11ဆိုတဲ့ဟင်းပွဲရှိမယ်19ဆိုတဲ့ဟင်းမယ်ဒီဟင်းပွဲအပြင်အမာပတိလုံးဝ share break ပေါင်းဆက်ပြီးတော့အချိုးကျကျရလာတဲ့ share ဝန်းပွဲကြီးနဲ့တောက်ကြနေတင်ရဆာမှာ ညာချင်းအနေချင်းနဲ့တောက်ကြနေတရားစာတွေနဲ့ share အောင်ပြီး share အမြအများကြီးလိုချင်တယ်ဆိုရင်တော့လာခဲ့ဖို့ key link ကဖိတ်ခေါ်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကတော့3996 3096 656ဖြစ်တယ်။ဒီဗီဒီယိုလေးကိုအဖောက်ဝင်တွေတွေ့ခဲ့တဲ့ဆိုရင်လည်းကျွန်တော်တောက်ကြနေတော့ပေးမယ် share ဝုန်းရဲ့ဒီ share ဘိုင်းလာမလား share break လာမလားကျွန်တော်ရွေးချယ်ပေးမယ်တစ်ခုပဲရွေးချယ်ပေးမယ်။အဲ့ဒါလေးကိုအမြန်များများရအောင်အကျွေးကြည့်အမြန်များများရအောင် share ဝုန်းပြီးစောင့်ကြဖို့ကျွန်တော်ဒီကနေပဲခင်ဗျာမေတ္တာရက်ခံပါတယ်။အားလုံးပဲကိုနိုင်ပါခင်ဗျာကျွန်တော်ကတော့ခင်ဗျာဖြစ်ပါတယ်ခင်ဗျာ။